မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်ဝတ္ထုတိုလေးကတော့ဆရာအောင်မြတ်ဦးရေးသားထားတဲ့တမလွန်ရေဆန်ခရီးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားစင်ခန်းစားပေးကြပါဦးအခန်းတည်းတမလွန်ရေဆန်ခရီးပဝင်းကျင်တစ်ခုလုံးမောင်မဲနေသည်မိုးရွာနေပုံကလည်းကြောက်စရာ တကယ်ကို ရေပါသည့်မိုးပါလေရေပြည့်အိုးကိုတွန်ချနေတကယ်သူဖြစ်သည် လေကလည်းကျမ်းပါလေတံတွေလည်းစူညံနေသည်တခါတခါလေတိုးတိုက်တန်ကမွေလီချွန်တန်နှစ်တူသည်လေတိုးတိုက်မှုနှစ်အတူတစ်ပင်တွေကဘယ်ညာရင်းထိုးနေသည်တစ်ပင်တွေရင်းထိုးလှောက်ရှားနေပုံကား အမူးလွန်အယက်သမားနဲ့တူသည်တိရွဲ့ရိုက်ခတ်တန်တွေကလည်းတရှဲရှဲနေပြီးတော့မိုးထစ်ချုံတန်တွေကလည်းစူညံလျက်တစ်ချက်တစ်ချက်လက်ခနဲဝင်းခနဲလင်းလက်ပြုတ်ပြက်နေသည်လျက်စည်းလက်လိုက်တိအခါတိုင်းပတ်ဝန်းကျင်တစ်ခုလုံးဝင်းလက်သွားသည်မိမောင်းတစ်ခုထိုးလိုက်သလိုပါပဲထိုစဉ်ဒိုင်းကနေမိုးချိုးပြစ်တန်ကြားလိုက်ရသည် လင်းရောင်တစ်ခုဖြတ်ပြေးသွားပုံကလည်းကြောက်စရာပင်မိုးသေးသည့်ညကြောက်မက်ဖွယ်ညဤသို့ကြောက်မက်ဖွယ်မိုးသေးညတွင် ထူးခြားလစွာမိန်းကလေးတဦးကို တွေ့လိုက်ရသည်မိန်းမလလေးတဦးပင်ဖြစ်၏သူအသက်30ကျော်လောက်ရှိမည်တကိုယ်လုံးရွှဲနှစ်နေ၏ရှေးလျားတွယ်လာသည့်မဟုရဆန်ကေတာကလည်းရွှဲလိုလုံးကြီးတွေအင်ကြီးတွေကလည်းရေတွေရွှဲနှစ်နေသဖြင့်အဖုအထက်အလုံးအကြွတွေအထင်းသားပေါ်နေ၏ ောက်စိတ်အေးတန်းကြောင့်သူမမျက်နာကလေးဖြူရော်ရော်နဲ့ကြောက်သားပြင်လိုဖြစ်နေ၏။သူမကပဝင်းကျင်ကို တောင်ကြီးမြောက်ကြီးကြည်လျက်ပြေးနေစေမိုးတချုံတန်တွေမိုးချိုးပြစ်တန်တွေကြားရပြန်သည်။သူမသည်ပြေးလာရင်းမှရက်လိုက်၏။ဝင်းလက်ပြိုးပြက်သွားသည်လျက်စီးကြောင့်ပဝင်းကျင်တစ်ခုလုံးလင်းထိန်သွားလျင်သူ့ပတ်ဝန်းကျင်ကိုအလင်းအမြန်ကြည့်လိုက်သည်။ ထို့အခါလျက်စည်းရောင်ကြောင့်သူမမြင်ကွင်းတစ်ခုလုံးကိုဖြတ်ကနေတွေ့လိုက်ရ၏ထိုမြင်ကွင်းကအခြားမဟုတ်ဆုလစ်မွန်းချုံများနှင့်အိုဟောင်းသည့်အိမ်ကြီးတလုံးသူမဝမ်းသာသွားသည်ညို့မှပြစ်လိုက်သည့်များသစင်ကဲ့သို့အိမ်ကြီးစီသို့တဟုန်ထိုးပြေးပြီးအိမ်ကတကယ့်ကို အိမ်အိုအိမ်ဟောင်းကြီးပင်ယတနာပုံခစ်ကအိမ်ကြီးပင်အိမ်ကြီးကအိမ်နှင့်မတူစံနန်းဆောင်တစ်ခုနှင့်တူနေသည်အိမ်ကြီးတွင်စိန်တောင်များ ဆုလစ်မွန်းချုံများရှိနေသည်ထို့သောတချို့စိတ်တောင်းများဆုလစ်မွန်းချုံများကပျက်စီးနေပြီးတချို့ကတိုးလို့တွဲလောင်းနေခြံကလည်းအကျယ်ကြီးပင်ခြံထဲမှာပန်းခင်းတွေရှိသည်ထို့သောပျက်စီးနေသည်ချမ်းလိုက်တာသူမအိမ်ဝတွေရက်လျက်ဟူကြည့်ဒီကြီးကြည့်ဤချမ်းလွန်သဖြင့်လက်ကိုရှက်ပိုက်ထားလိုက်သည်ခိုက်ခိုက်တုံအောင်ချမ်းနေပြီမဖြစ်ဘူးငါအိမ်ထဲဝင်မိုးခုံမှဖြစ်မယ်သူမဆုံးဖြတ်ချက်ချလိုက်သည် ပြီးတော့ခြံထဲသို့ပြေးဝင်ခဲ့သည်လမ်းကတယောက်စာရှောက်လမ်းမြတာဖြစ်၏လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပန်းရိုင်းတို့ပွင့်နေ၏ပန်းတွေကအနီအဝါစုံလင်လာ၏သူမအလားအပကိုမခံစားနိုင်အိမ်ထဲရောက်လို့စိတ်သာရှိနေသည်အိမ်ဝါတို့ရောက်ရင်သူမပြောသွားသည် အိမ်တကားပိတ်ထားတော့လေသူမတကားကိုတွန်းလိုက်ရင်တကားပွင့်သွား၏အမလီပတ်တာပုတ်တိုက်တန်က တိတ်ဆိတ်ညတွင်ကြဲလောင်စွာပေါ်ထွက်လာသဖြင့်သူမလန့်သွားသည်စိတ်ကိုမနှဲထိန်လိုက်ရ၏မျက်လုံးမိတ်ပြီးအသက်မနှဲရှူလိုက်ရ၏သူမအိမ်ထဲသို့ဝင်ခဲ့သည် အိမ်ထဲ၌လူရိတ်လွန်ရောက်မမြင်ရသူမလျှောက်လာသည်အိမ်ကြီးကကြဲဝန်းလာ၏အဆောင်အခန်းတွေလည်းများလာ၏သူမအိမ်ကိုဥဖောက်လန်းတိုင်းလျှောက်လာသည် အခန်းများစွာကိုဖျက်ကျော်ခဲ့၏အခန်းများသည်ပိတ်လျက်ထို့ကြောင့် အခန်းထဲတွင် လူရှိမရှိသူမသိနိုင်အိမ်ကအကြီးကြီးပဲလူရိတ်လူရောင်မမြင်မလားဒီအိမ်မှာအရှင်သခင်မရှိဘူးလား तू တွေးလိုက်မိသည် ထိုစဉ် तू မဤနစီတွင်တို့အတန်တစ်ချက်ကျူးကျော်ဝင်ရောက်လာသည်ထိုအတန်ကြောင့် तू မဤလှမ်းလှဆခြေလမ်းများတုံဆိုင်သွား၏သူမကြားလိုက်ရသည့်အတန်ကအခြားမဟုတ်ညင်းညူတန်တစ်ခုဖြစ်သည်အခန်းနှင့်တွေ့ဆုံခြင်းမသည်သူမရက်လျက် ပဝင်းကျင်ကိုဝိတ်ဝဲကြည့်လိုက်သည်အတန်ကညီးတံပဲအတန်ကမဝေးဘူးဘယ်အခန်းကလဲဆိုတာငါရှာကြည့်အောင်ပါတူတကိုတဲ့တွေးလိုက်မိသည်ညီးညူတံဘယ်အခန်းကလာသည်ကိုစူးစမ်းလိုက်၏ညီးညူတံကညာဘက်အခန်းကပဲသူမရေရွတ်ပြီးညာဘက်အခန်းနားစီသို့ချင်းကပ်သွား၏သူရောက်သည့်နေရာနှင့်ညီးညူတံပေါ်ထွက်လာသည့်အခန်းကမဝေးလားခြေလန်းငါးလက်ခန့်ရှောက်လိုက်သည်နှင့်အခန်းနားသို့ရောက်သွားသည် ခန်းဝတွင်ရက်လိုက်၏တကားကပိတ်ထား၏သူမအခန်းတကားကိုအတာအယာသုံးဖွင့်လိုက်၏အာမဆိုင်လိုက်ရာအခန်းတကားကပွင့်သွား၏အခန်းထဲ၌အလင်းရောင်အားနေနေသည်အခန်းထောက်စွန်းတွင်ကဒင်တစ်လုံးရှိ၏ကဒင်ပေါ်၌မိန်းကလေးတူအိတ်နေသည်လားအခန်းဝဘက်သို့ကြောပေးထား၏ဆောင်းချုံထား၏ညင်းညူတံကိုကြားနေရစေအပြင်မှမိုးမသိပ်သေးအပြင်မှာမိုးရွာလေတိုက်ပြီးလျှက်စီးတွေလက်နေကြောင် မှန်တကားမှအတိုင်းသားမြင်နေရသည်ဒို့နှင့်သူကကလေးအနာကတ်သွားပြီးမိန်းကလေးဟုခေါ်လိုက်သည်ဟင်ညင်းညူတဲ့နှင့်အတူလှဲ့လာသည် အိုးထို့အခါမှ သူစိုးထိတ်သွား၏မိန်းကလေးက မိန်းမကျော်လေးပင်ထို့အတူမိန်းကလေးသည်ကိုဝင်အရင်မှရှိပြီးမွေးကနီးဟုသိလိုက်ရသည် မင်းမင်းဟုတ်တယ်ကျမဘိုင်းနာနေတယ်မွေးတော့မယ်ထင်တယ်ဒါဆိုမမဘာကူညီပေးရမလဲမင်းတတိထားနော် ခါမလိန်လိုက်နဲ့ဟုတ်ကဲ့ကျမမွေးတော့မယ်ထင်နေမမလက်ကိုကင်ထားပြစီနော်ကင်ထားညမလေးမင်းဘာမှအာမငယ်နဲ့သူမက လက်ကမ်းလိုက်တော့သူဤလက်ကိုစုပ်ကင်လိုက်ဤသူမမိန်းကလေးမျက်နာကိုကြည်နေမိသည်ရင်ထဲ၌လဲစိုးရိမ်မှုတွေအပြည့်ဒီလို မွေးကနီးမှာဘာကြောင့်အနာမမရှိကြတာလဲ။သူမခင်မုန်းကကောဘသူလဲ။ဒီမိန်းကလေးကကို့မိုက်မားမှုအတွက်ကိုယ်တိုင်တင်မုန်းချင်နေတာများလား။ သူတွေးနေစဉ်မှာပင်မိန်းကလေးကသူ့လက်ကိုဆုပ်ကိုင်ရင်းညှစ်လိုက်လေသည်ထိုအခါဝါကနေကလေးငိုတန်းကြားလိုက်ရ၏ဟုတ်တယ်ကလေးမွေးပြီဘာမှအာမငယ်နဲ့မိန်းကလေးမင်းမွေးနိုင်ပြီယောက်ျားလေးလားမိန်းကလေးလားကြည့်ရအောင်မမသူမကိုခေါ်လိုက်ကြောင်းသိသည်မင်းဘာပြောမလို့လဲဘာမှမပြောနဲ့လေမင်းနားနေလိုက်အောင်ဒီချိန်မှာအနားယူလိုက်တာကောင်းဆုံးပဲမမကလေးကိုကြည့်လိုက်အောင်မယ်သူမကပြောရင်ကလေးကိုကြည့်ရန်လှုပ်ရှားလိုက်၏ ။ထို့သောသူသွားလို့မရ။သူ့လက်ကိုဆွဲထားကြောင်းသိ၏။သူလဲကြည့်လိုက်မိ၏။မိန်းကလေးက"သူမအာညှိုးငယ်စွာကြည့်နေရမှာ။မျက်လုံးမိတ်သွားသလိုလက်ကလေးလဲပြုတ်သွားသည်။""ဟဲ့မိန်းကလေး""သူမခေါ်လိုက်သည်။မိန်းကလေးကမထူးတော့။အခန်းသုံး၆အိမ်မတ်မှသည်။သူမစိတ်တွေလွင့်မျောနေသလိုပဲ။ထိုစဉ်သူ့ပခုံးကိုစုပ်ကိုင်လိုက်ကြောင်းသိလိုက်သည်။သူမလန့်သွား၏။ ထိတ်လန့်တကြားခံစားလိုက်ရပြီးမျက်လုံးကိုစက္ကနဲဖွင့်လိုက်၏ထို့ကြောင့်သူ့အားစီမိုကြည့်နေသည့်မောင်ကို တွေ့လိုက်ရ၏ခက်ဘာဖြစ်နေတာလဲမောင်ကမေး၏မောင်ရဲ့ခက်ကြောက်လိုက်တာမောင်ရင်ခွင်ထဲသို့တိုးဝင်ပြီးခက်ခက်ပြောလိုက်သည်မောင်ကခက်ခက်ကိုကျဉ်းနာစွာစိုက်ကြည့်ရင်ခက်အိမ်မက်မက်နေပြန်ပြီထင်တယ်ဟုမေးလိုက်သည်ဟုတ်တယ်မောင် ခက်အိမ်မက်မက်နေတယ်အိမ်မက်ကလည်းထိတ်လန့်စရာကြီးပါ ဟုပြောရင်းသူမအိမ်မက်အကြောင်းကိုပြန်ပြောပြသည် ်မောင်ကပြုံး၍နားထောင်ပြီးစကားဆုံးလင်ဒါဘာဖြစ်မှလဲခက်ရဲ့အိမ်မက်ဟာအိမ်မက်ပဲပေါ့အိမ်မက်ဟာတကယ်မဟုတ်ဘူးလေဟုပြော၏ဒါပေမဲ့ခက်ကြောက်နေသည်ဘာဖြစ်လို့လဲခက်ဒီအိမ်မက်ဟာနမိတ်တစ်ခုခုဖြစ်နေမှာကိုလေမောင်ကတပြင်းချလိုက်ပြီးဥပဒံကြောင့်ဥပရောက်တတ်တဲ့ခက် မောင်ဆန္နာကတော့ယာယာကိုမေးလိုက်စီခြင်းနဲ့အစွဲလန်းဟာလူကိုအယမ်းဒုက္ခပေးတတ်တယ်ဆိုတာမမေ့ပါနဲ့ခက် ခက်နားလေတင်းတလောက်နားလေပါရမောင်ဒါပေမဲ့ခက်မိတ်မရဘူးစိုးရိမ်နေတယ်မောင်ကတော့မေ့ပစ်လိုက်စီချင်တယ်အိမ်မက်ဟာတကယ်မှမဟုတ်တာပဲခက်ရဲ့ထို့နောက်ခက်ဘာမှမပြောတော့ထို့အတူပင်ခက်လေဒီအကြောင်းကိုမမေ့နိုင်ခဲ့ပါဖရာဖရာအိမ်မက်ဟာအိမ်မက်ပဲဖြစ်ပါစေထို့စဉ်သူမအားစိုးရိမ်ထိတ်လန့်မှုကိုပိုစေရန်အကြောင်းတစ်ခုကဘူးလေးရဖယုံစင်ပေါ်လာခဲ့ပြန်သည်ဒါကအခြားမဟုတ် ခက်ခက်တရာအစားပြက်ပြီးအော့အန်ချင်းကြောင့်စေခံပြရာဆရာဝင်က မောင်းငိုကြည့်ရင်ဘာမှစိုးရိမ်စရာမရှိပါဘူးကိုမင်းဝေဝမ်းသာရမယ့်ကိစ္စပါခမရတို့မှာရွှေမရှားငွေမရှားပြီးပြည့်စုံခဲ့ပေမဲ့သာသမီယတနာမရှိခဲ့ဘူးလေအခုတော့ပြည့်စုံပြီလို့ဆိုရတော့မယ်ဗျာဟုပြောလိုက်လေသည်ထိုအခါမောင်းမျက်နာကဝင်းလက်သွား၏ဘာခက်ရင်ထဲမှာရင်သွေးလေးရှိနေပြီဟုတ်လားဟုတ်တယ်ကိုမင်းဝေ ခမားဇနီလောင်ဗရမားရွှေကျုပ်နှုတ်ငုံစာပြုတ်နေပြီဟာဝမ်းသာလိုက်တာဗျာမောင်ဝမ်းသာနေဤမောင်ဝမ်းသာနေတဖြစ်သူမဘာမှမပြောခဲ့တော့လဲသူမရင်ထဲတွင်မူစိုးထိတ်နေဤဒီရင်တွေးဟာငါ့အတွက်အကောင်းမဟုတ်ရဲ့လားဟိုအိမ်မက်ဟာနမိတ်တစ်ခုများဖြစ်နေခဲ့မလားဟုတွေးနေမိသည်ဟိုဒီမစင်းစားနဲ့ခက်အိမ်မက်ဟာတကယ်မဟုတ်ဘူးဟုပြောသည် ထို့အတူမောင်းတငယ်ချင်းစိတ်ရောဂါကိုဆရာဝန်ကိုမြတ်စိုးကလည်းကျွန်တော်ခက်ခက်ကိုတခုအကြံပေးချင်တာကအရာရာကိုမေ့ထားဖို့ပဲအထူးတဖြင့်ခမည်းရဲ့စိတ်ကိုအစိတ်အတော့ဖြစ်စေမဲ့ကိစ္စမျိုးတွေကိုမတွေးပါနဲ့လောကမှာစိတ်ကြောက်ရုပ်ဒုက္ခဖြစ်ရတာအများကြီးရှိတယ်ဟုရှင်းပြသည်ခက်ခက်ကတချို့ကအိမ်မက်ကိုနမိတ်တစ်ခုလို့ပြောကြတယ်အဲ့ဒါကမမှန်ဘူးလို့ဆရာကဆိုချင်တာလားဟုပြန်မေးမိ၏ဒေါက်တာမြတ်စိုးကပြုံး၍ ဒီအယူအဆဟာရိုးရအယူအဆတစ်ခုဖြစ်နေလို့မမှန်ဘူးလို့တော့မပြောနိုင်ပါဘူးကျွန်တော်ပြောချင်တာကအိမ်မက်ရခြင်းအကြောင်းတွေရှိတယ်ကျွန်တော်အိမ်မက်နှမိတ်နဲ့ပတ်သက်လို့လေးလာဘူးတဲ့ခက်ခက်လေးလာခဲ့ရသမျှပြောရရင်အိမ်မက်မတ်ခြင်းနဲ့ပတ်သက်လို့အိမ်မက်ကြီး၆ပါးရှိတယ်အဲ့ဓာတွေကဘာလဲဆိုတော့၁မြင်ဘူးတီကိုဆွဲ၍မှတ်မှု အကျိုးအပြစ်ရှိ၏၂ကြားဘူးတီကိုဆွဲ၍မှတ်မှုအကျိုးအပြစ်ရှိ၏၃ ခံစားဖူးတီကိုဆွဲ၍မှတ်မှု အကျိုးအပြစ်ရှိ၏၄ကြုံဖူးတီကိုဆွဲ၍မှတ်မှုအကျိုးအပြစ်ရှိ၏၅မြင်ဖူးတီကိုဆွဲ၍မှတ်မှုအကျိုးအပြစ်မရှိ၆စိတ်ထောက်ချား၍မှတ်မှုအကျိုးအပြစ်မရှိလို့ဆိုထားတယ်အဲ့ဒါလိုပဲအိမ်မက်နဲ့ပတ်သက်လို့နောက်တနည်းရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့၁နတ်တို့ပြော၍မှတ်မှုအကျိုးအပြစ်ရှိ၏၂ရှေ့ခံစားဖူး၍မြင်မှတ်မှုအကျိုးအပြစ်မရှိ၃ စိတ်ချောက်ချား၍မှတ်မှုအကျိုးအပြစ်မရှိ၄အကျိုးပေးကြောင့်မှတ်မှုဧကံအကျိုးရှိ၏ဟုဆိုထားသည်ကို တွေ့ရတယ်။အိမ်မက်အကြောင်းတွေကအများကြီးပဲနော်။သူမကပြောလိုက်၏။ထို့အခါဒေါက်တာမြတ်စိုးကအများကြီးရှိတာပေါ့ခက်ခက်အိမ်မက်နဲ့ပတ်သက်လို့လေ့လာရင်မှတ်ရတဲ့အကြောင်းရင်းရှိသလိုအချိန်ခါနဲ့အကျိုးအပြစ်ရှိသလိုအကျိုးရှိအကျိုးမဲ့ဆိုတာတွေလည်းရှိတယ်လို့ပြောရှာတယ်။ဒါဆို ခက်ခက်ကိုရှင်းပြပါလားဟုပြောလိုက်မိသည်။ ဒီတခါတော့မောင်ကပဲရှင်းပြပါမယ်ဟုဆိုသဖြင့်မောင်ကိုကြည်လိုက်မိသည်မောင်လဲတည်တယ်ဟုတ်လားမောင်ကခေါင်းငိတ်လိုက်ပြီးတည်တာပေါ့ခက်ရဲ့ရိုးရာကိစ္စဆိုတော့တည်တည်နေလေအိမ်မက်ရဲ့မတ်တဲ့အခါတွေရှိတယ်အခါနဲ့ပတ်သက်လို့ရှေ့စရာတွေကနေ့အခါမတ်တာနဲ့ပထမရံမက်ရင်အကျိုးအပြစ်မပေးဘူးလို့ဆိုတယ်တကောင်ရံမက်ရင်မိုးတောက်ရံမက်ရင်အာယုံတက်မက်ရင်အကျိုးအပြစ်ပေးအမ်းလို့အဆိုရှိတယ် အဲ့ဒါတွေနဲ့ပတ်သက်လို့ထပ်လေ့လာရရင်ပထမရံမှတ်ရင်တစ်နှစ်အတွင်းအကျိုးအပြစ်ပေးတယ်ဒုတိယရံမှာမှတ်ရင်6လအတွင်းအကျိုးပေးတယ်တတိယရံနဲ့စတုထရံမှတ်ရင်9လအတွင်းအကျိုးအပြစ်ရှိတယ်လို့ဆိုရရှိတယ်အိမ်မက်ကတော်တော်ကျေပြတ်နေနော်အမှန်ပဲပေါ့ခတ်အိမ်မက်မှတ်တဲ့နေ့အလိုက်ကိုကြည့်ပြီးဘသူအတွက်ဆိုတာလဲသိနိုင်တယ်ခက်ခက်ကတအံ့တော်နဲ့ဟုတ်လားမောင်ဟုမေးလိုက်မိသည်ဟုတ်တယ်ခတ် ိမ်မက်မက်တဲ့နေ့ကိုကြည်ပြီးဘသူအတွက်မက်တယ်ဆိုတာသိနိုင်တယ်။တနင်္ဂနွေနေ့မက်ရင်မယားအတွက်မက်တာ တနင်္လာနေ့မက်ရင်ဆွေမျိုးအတွက်မက်တာ အင်္ဂါနေ့မက်ရင်မိဘဆရာသမားတွေအတွက်မက်တာဗုဒ္ဓဟူးနေ့မက်ရင်သားသမီးတွေအတွက်မက်တာကြာတာပရိနေ့မက်ရင်အဆွေခေမိုးနေ့အတွက်တောက်ကြနေ့မက်ရင် ကျွန်းကျွဲနွားတွေအတွက်စနေနေ့မက်ရင် ကို့အတွက်မက်တာခက်ခက်အိမ်မက်မက်တာဘယ်နေ့လဲဆိုတာမမိလားဟင်အင်းခက်ခက်က ကလေးလေးလိုမျက်လုံးလေးအဝိုင်းနဲ့ကြည့်ပြီးခေါင်းခါနေသည်ဒီအခါဒေါက်တာမျက်စိုးကဒါဆိုခက်မစင်းစားနဲ့တော့အိမ်မက်မကောင်းတဲ့အတွက်အပြစ်ပြေဖို့အတွက်ကျွန်တော်ရေဒရာပေးမယ်ရေဒရာဟုတ်လားဆရာ ဟုတ်တယ်အိမ်မက်ရေဒရာတွေနဲ့ပတ်သက်လို့ကျွန်တော်ကတော့အင်ကုတ်ရတိတိတ်ထိကျန်းအလိုကို အကြိုက်ဆုံးပဲဘလို့ရေဒရာလဲဆရာ မကောင်းတဲ့အိမ်မက်မက်ရင်ယန္တနာသုံးပါမိဘဆရာသမားကိုပူဇော်ကြတော့ချင်း ဥပုပ်တီလာစောက်တီခြင်းကိုပြုရင်မကောင်းကျိုးတွေပျောက်ပြီးကောင်းကျိုးတွေရောက်တယ်တဲ့ခက်အခန်းလေးကံကောင်းခြင်းလက်ဆောင်သူမသည်အိမ်မက်အကြောင်းကိုမေ့ထားခဲ့တော်လဲလာရင်လာသည်နှင့်အမျှစိတ်တထင်ထင်ခံစားရသည်လာရင်လာသည်လို့ထိုအိမ်မက်ကခဏခဏမြင်မက်လာသည်ဒီအိမ်မက်ပဲမက်နေတယ်မောင်ခက်ကပြောသည်မောင်ကတော့ခက်ဆွဲလန်းစိတ်နဲ့မက်နေတယ်လို့ပဲထင်နေမောင်ပြောချင်တာကဥပဒဏ်မဆွတ်စေချင်တာပဲ။ ခက်လဲစူးစားပါတယ်မောင်အိမ်မက်ထဲကတိုင်းမောင်ကိုဝါကလေးမွေပေးပြီးတေခဲ့ရင်တောင်ခက်သေးဝွန့်နေခက်ဆိုးရင်နာကမောင်ကိုပဲမောင်အထီးကျန်နေခဲ့မှာဆိုတယ်မောင်ကိုခက်မခွဲနိုင်ဘူးခက်ရဲ့မောင်နဲ့ခက်ကတေမပဲခွဲရမှာပါအိမ်ထောင်တက်လဲနှစ်တရာတိုင်းပဲလို့မောင်ယုံတယ်ခက်လဲဒီတိုင်းပဲဖြစ်စီချင်ပါတယ်ခက်ရဲ့မောင်ကမူအပိဖို့ကျင်နာဖတ်ပီတာပေသည်ခက်ကိုဂယူးလဲဆိုင်ဤ ဒီလိုနှင့်ရပ်ပေါင်းများစွာ ဖြတ်တန်းခဲ့ရသည်တို့နှင့်ရင်သွေးကိုမွေးမြည်ရက်သို့ရောက်ခဲ့သည်ဒီကနေ့ကယူဒိတ်ပဲမောင်ကြီးခက်ကအိမ်မက်အတိုင်းဖြစ်မှာစိုးတယ်ခက်ရဲ့ဘာတွေစဉ်းစားနေတာလဲခက်ရင်သွေးကိုချောမွေးစွာမွေးနိုင်ဖို့မောင်းယုံကြည်တယ်တကယ်လို့ခက်မရှိခဲ့ရင်ခက်တို့ရင်သွေးလေးကိုဂယူးဆိုင်ပါနော်ခက်ရဲ့ခက်ဘာမှမဖြစ်ဘူးဆိုတာမောင်းယုံနေအခုတော့ခက်ခက်သည် မွေးချိန်နီးသည့်ဖြင့်မွေးခမ်းအတွင်းသို့တွင်းလိုက်ရသည် မင်းဝေသည်ခက်ဤလက်ကိုလွတ်လိုက်ရသောအခါရင်ထဲမှာဟာကနေဖြစ်သွား၏ဘာကိုမြယုံကြည်မှုမရှိတော့လဲခက်ပြောနေသလိုအိမ်မက်အတိုင်းဖြစ်သွားမှာကိုစိုးရိမ်မိပြန်သဖြင့်စိတ်ကိုမနှဲထိန်ထားရ၏ထို့ကြောင့်မင်းဝေကနာမငိမ်ဖြစ်နေသည်နာယီလက်တန်တွေလှုပ်ရှားနေသလိုသူဤရင်ခုန်တန်တွေလည်းလှုပ်ရှားနေသည်သူရင်မောစွာမွေးခမ်းတွင်မှတုတ်ပြန်တန်ကိုစောင့်နေရ၏ထို့စဉ်မွေးခမ်းအတွင်မှဒေါက်တာခင်လေးမူထွက်လာသည် ဒေါက်တာခက်ခက်အခြေအနေဘလို့ရှိတယ်လဲตาလေးလားတမိလေးလားဟင်ဟုအလောတကြီးမေးလိုက်မိသည်မိခင်ရောကလေးရောအခြေအနေကောင်းပါတယ်ကိုမင်းဝေရှင်းသမီးလေးကချစ်စရာလေးပါ ဟုတ်လားကျွန်တော်တွေးလို့ရမလားဟင် မကြခင်မွေးခမ်းထဲကထုတ်ပေးတော့မှာပါကိုမင်းဝေကျေးဇူးပါပဲဒေါက်တာတီးတန့်ခန်းကိုရောက်ရင်ခက်ကိုတွေးရ၏ခက်ကတမိလေးကိုထွေးပိုက်ရင်ညနာလီလန်းစန်းနေ၏ခက်ရဲ့ဝမ်းသာလိုက်တာကဲမောင်ပြောတယ်မဟုတ်လား ခက်လေကံကောင်းတဲ့အတွက်ဝမ်းသာပါတယ်မောင်ဒါဆိုရင်ခက်ဘာမှမတွေးနဲ့တော့တမီလေးအတွက်မောင်တို့ကြိုးစားရမယ်မောင်တို့အချစ်နဲ့တမီလေးဘွားလန်းဆန်းဆူပြေးနေစေရမယ်ခက်ကပြုံးလိုက်သည် ကိုမင်းဝေက ခက်ကိုခက်ဖွားဖွားလေးနမ်းလိုက်၏ငါတမလွန်ရေဆန်ခྱི་တဲ့တမီလေးကချစ်စရာကောင်းသည်မောင်ကလည်းတမီကိုချစ်သည် အထူးသဖြင့်ဝမ်းနှင့်လွယ်၍မွေးခဲ့ရသောခက်ကပို၍ချစ်ရသည် ခက်အနေနဲ့သူ့ကလေးကိုချစ်ရသည်မှာနောက်အကြောင်းတစ်ခုလည်းရှိ၏ထိုအကြောင်းကအခြားမဟုတ်တမီးကလေး၏မျက်နာကအိမ်မက်ထဲကမိန်းကလေးမျက်နာနှင့်တူနေသောကြောင့်ဖြစ်၏ခက်သည်တမီးလေးအားအိမ်မက်ထဲမှမိန်းကလေးလိုအထီးကျန်မဖြစ်စေရဟုဆုံးဖြတ်သည်တမီးလေးကချစ်စရာလေးနော်ဟုမောင်ကပြော၏ခက်ကတော့တမီးလေးဟာချစ်စရာကောင်းတယ်လို့စိတ်ဝင်စားစရာလည်းကောင်းတယ်လို့ထင်တယ်။ဘာကြောင့်လဲခက် လောလောဆယ်ခက်မပြောတတ်သေးဘူးဒါပေမဲ့တစ်ချိန်မှာတော့အဖြေပေါ်လာလိမ့်မယ်မောင်ခက်ရဲ့မဟုတ်တာတွေမတွေးပါနဲ့ခက်လည်းမတွေးချင်ပါဘူးထို့နောက်သူတို့မိမိပျောက်ပျောက်နေခဲ့ကြသည်တို့နှင့်အချိန်တို့ကုံမှန်မသိကုံသွားခဲ့သည်ဤတို့ဖြင့်တမီလေးစကားဆပြောတတ်သည့်အရွယ်သို့ရောက်လာသည် ထို့စဉ်တမီလေးကထူးခြားသည့်စကားတစ်ခုကိုစပြော၏တမီမြိုင်းသားရာကိုသွားခြင်းနဲ့အမေဟုပြောသည်တမီလေးက မြိုင်းသားယာကိုသွားခြင်းနဲ့ဆိုတော့ခက်အံ့ဩမိသည်မြိုင်းသားယာသည်ခက်အတွက်မကြားဘူးသည်မျိုးမြိုင်းသားယာကဘယ်မှလဲမိမိမသိဘူးမိမိမသိပေမဲ့တမီးသိတယ်လေမြိုင်းသားယာမှာတမီးရဲ့ဟိုးဘဝဟောင်းကအဖေနဲ့မိရှိတယ်ဘာရဲ့ဘဝဟောင်းကအဖေနဲ့မိဟုတ်လားဟုတ်တယ်မိမိဘဝဟောင်းတို့ကတမီးရဲ့နာမည်ကစုနန္ဒာလေတမီးတားကလေးမွေးတဲ့နေ့မှာတမီးတည်ခဲရတာတမီးသူတို့ကိုလွမ်းနေမိမိရဲ့ ခက်ဘာပြောရမှမသိတော့ခက်သည်တမီးလေး၏စကားများကိုနားထောင်ရင်းကြောချမ်းသွားမိ၏အိမ်မက်အကြောင်းကိုတတိပြန်ရ၏တမီးလေးသည် ခက်အိမ်မက်၌တွေ့ခဲ့သည့်မိန်းကလေးများလားမေမေလိုက်ပို့ပေးမလားဟင်တမီးကမေး၏ခက်ကတက်ပြင်းချပြီးတမီးဖေဖေကိုပြောပြမယ်လေဟုပြောရ၏တမီးကတမီးကိုလိုက်ပို့ပေးပါနော်လို့ဆို၏ခက်ကတမီးကိုကျင်နာစွာထွေးဝေးလိုက်၏ထို့အကြောင်းအားမောင်ကိုပြောပြရသည် မီးကမြိုင်းသားယာကိုသွားချင်တယ်လို့ပြောတယ်ဟုတ်လားဟုတ်တယ်မောင်မြိုင်းသားယာဆိုတာရှိလားရှိတယ်ခက်မြိုင်းသားယာဆိုတာမန္တလေးမြို့နဲ့မဝေးတဲ့တနေရာမှာရှိတဲ့မြို့ကလေးပဲဒါဆိုရင်ဒီမြို့ကိုသွားရင်ကောင်းမလားမောင် မောင်လဲဒါပဲစဉ်းစားနေတာခက်လဲသွားချင်တယ်မောင်မြိုင်းသားယာသွားချင်းအတွက်ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်နိုင်မယ်လို့ထင်နေတယ်မောင်စူးစမ်းကြည့်မယ်ခက်ဒေါက်တာမျက်စိုးနဲ့တိုင်ပင်ပြီးအမြန်စီစဉ်မယ်ထို့နောက် ခန့်နှစ်သမီးတို့သည်မောင်နှင့်ဒေါက်တာမြတ်စိုးတို့၏စီစဉ်မှုနှင့်မြိုင်းသားရာသို့ခရီးနှင်ခဲ့သည် သမီးလေးပျော်နေ၏သူတို့အားလုံးအံ့ဩဝမ်းသာကြမှာအမှန်ပဲဖေဖေမြိုင်းသားရာသို့ရောက်လင် ပထမဦးဆုံးအံ့ဩရသည်မှာခန့်နှစ်မောင်ပင်ဖြစ်၏အဘဲကြောင့်ဆိုသောသမီးလေးသည်မြိုင်းသားရာသို့ရောက်လင်မြူးကြွပျော်ရွှင်နေ၏မြိုင်းသားရာလည်းတိတိတသာပြောင်းလဲသွားတဲ့အမေးဟုပြော၏အခုဖေဖေတို့ဘယ်သွားရမှာလဲ ။မောင်ကမေးလိုက်သည်။တမီးဘဝဟောင်းကအမေနဲ့ဖေစီသွားမယ်လေ။သူတို့ကဘာမှလဲ။မျိုးလယ်မှလေတမီးပြမယ်။ဒေါက်တာမြတ်ဆိုးနှင့်အတူတားဖသုံးယောက်မျိုးတွင်းတို့ဝင်ခဲ့၏။လမ်း၌ထူးခြားသည့်အဖြစ်ပြက်တစ်ခုကြုံ၏။ထိုအဖြစ်ကအခြားမဟုတ်။တမီးသည်လူငယ်တဦးအားတွေ့လေ။တက်မောင်တက်မောင်ဟုခေါ်၏။လူငယ်ကတွေးကနေရက်သွား၏။ဟဲ့တက်မောင်ငါစုစံနာလေနေမိသွားပြီလားဘာ စူဇန်နာဟုတ်လားစူဇန်နာကလေးမွေးပြီးတည်သွားတာ၈နှစ်တောင်ရှိပြီပဲဒါတော့နေမမေ့သေးပဲကိုဒါထက်အဖေတို့အမေတို့ရောနေကောင်းကြရဲ့လားကောင်းကောင်းပါတယ်အေးဒါဆိုသွားမယ်လာအဖေနဲ့မင်းဟုပြောပြီးဖတ်သွားသည်မောင်နှစ်ခတ်ကသမီးနောက်တို့လိုက်ခဲ့သလိုဒေါက်တာမြတ်စိုးကတက်မောင်ဆိုသည့်လူငယ်နှင့်ကြံခဲ့၏သူတက်မောင်နှင့်သမီးအတိတ်အကြောင်းစူးစမ်းနေပုံရ၏မကြခင်ခက်နှင့်မောင်သည် ။တမီးနှင့်အတူအိမ်တအိမ်ရှိသူရောက်လေ၏။အိမ်ကြီးကရှေ့ဆန်သည့်အိမ်ကြီးတအိမ်ပင်တမီးကခက်ဤလက်ကိုစုပ်ကန်ရင်းဒါတမီးဘဝဟောင်းကနေခဲ့တဲ့အိမ်လေ။အိမ်ထဲမှာဘဝဟောင်းကအဖေနဲ့မင်းရှိတယ်ဟုပြောပြီးအဖေမေးဟုခေါ်ကအိမ်ထဲသို့ပြေးဝင်သွား၏။မောင်နှင့်ခက်ကမူနောက်မှခက်သက်သွက်လေးလိုက်ခဲ့ကြ၏။ဧကန်တစ်ခုရှိသူရောက်ခဲ့သည်။ဧကန်ကအကျယ်ကြီး ဧကန်ထဲမှာအသက်60ဝန်းကျင် အဖိုးကြီးတဦးနဲ့အဖွားကြီးတဦးထိုင်နေသူတို့ဘေးတွင်တမီးနှင့်ရွယ်သူဟုဆိုနိုင်သည်ကလေးတဦးလည်းထိုင်လျက်သူတို့ကတမီးကိုငေးကြည့်နေ၏အဖေးအမေးဟုခေါ်လိုက်လေသည် အဖိုးကြီးအဖွားကြီး၏ရင်ခွင်ထဲသို့တိုးဝင်လိုက်၏အဖိုးကြီးကကြောင်နေသည်ခတ်တို့ကိုနားမလည်စွာလမ်းကြည့်သည်ထိုးစဉ်မောင်ကကျွန်တော်တို့ကရန်ကုန်ကပါတမီးကလေးကမြိုင်းသားယာမှာ ူ့ရဲ့ဘဝဟောင်းကအဖေနဲ့မင်းရှိတယ်လို့ဆိုပြီးလိုက်ပို့ပေးပါဆိုလို့လိုက်ပို့ပေးတာပါ ဟုပြောလိုက်၏။ဘာဘဝဟောင်းကအဖေနဲ့မင်းဟုတ်လား။ထို့အခါတမီးကဖေဖေနဲ့မင်းမေဒါကတမီးရဲ့ဘဝဟောင်းကအဖေနဲ့မင်းဖြစ်တဲ့ဥညိုမောင်ဒွန်ရွယ်နီလေးဟုပြောပြီးတမီးကစုဆန္နာလေးတာကလေးမွေးပြီးဘဝတစ်ပါးပြောင်းသွားရတဲ့သူလေးဟုရှင်းပြသည်။တမီးကတမီးကနန္ဒာဟုတ်လား။အဖွားကြီးကအတန်တုံတုံဖြစ်မြည်၏ ဟုတ်ပါရဲ့အမေအမေသမီးအစစ်ဆိုတာဟောရီမဲကတက်တေခံမှာပါဟုပြောရင်ဘိုက်မမဲကိုလှန်ပြ၏ထိုအခါအဖွားကြီးကဝမ်ပန်တနေဖက်၍ငိုလေသည် သမီးရဲ့အမေတို့ကိုဒီဘဝအထိရောက်အောင်မမေ့တာတိတ်ဝမ်းသာတာပဲဟုပြောပြီးငိုရှာလေသည်ဘေးကမြင်ရသည်ခက်နှစ်မောင်ကလည်းရင်ထဲသို့ဆုတ်တက်လာ၏အဖိုးကြီးကသမီးသူ့ကိုယ်ကမတ်မိလားဟုကလေးကိုလက်ညှိုးထိုးပြ၏ တမီးကချက်ချင်းမမတ်မိပါအသေးအချာကြည့်သည်သူကတမီးရဲ့သားလေတမီးရဲ့ဟု အဖွားကြီးကပြောလိုက်သည်တမီးကကလေးကိုမမိသွားဟန်ဖြင့် ကလေးကိုထွေးပွေပြီးသားရဲ့အမေကသားကိုမွေးပြီးဘဝတဘာကိုပြောင်းသွားရတော့ချက်ချင်းမမတ်မိတာခွင့်လွတ်ပါဟုဆိုသည်သားရဲ့တို့သားမိပြန်ဆောင်ရတာဝမ်းသာတယ်ဟုပြောရင်တစုံတရာကိုတည်ရဟန်ဖြင့်အမေကိုစိုးလွင်ကောဟုမေး၏အဖွားကြီးက ဆိုလျင်နောက်အိမ်ထောင်ပြုတ်သွားပြီလေဟုဆို၏တမီလေးဤမျက်နှာခတ်ထန်သွား၏ယောက်ျားတွေကတကယ်စိတ်ချရပါလားမိမသေးတာနဲ့နောက်အိမ်ထောင်ပြုတ်ဖို့စဉ်းစားတယ်ကို့သားသမီးကိုစောက်ရှောက်ဖို့စိတ်မကူဘူးအလကားယောက်ျားတွေကဲပါသမီးရဲ့ပြီးခဲ့တာလည်းပြီးပါပြီဒါတွေမေ့ထားလိုက်ပါတော့အင်းဘော်လေးသမီးကလည်းဘဝပြောင်းနေပြီဆိုတော့ဘာတတ်နိုင်တော့မှလဲตาလီကန်ဆိုးပါတယ်ဟူညီးရှာသည်ခက်နှစ်မောင်ကမူ ကြောက်ရွံ့လိုငြိမ်သက်နေ၏အိမ်မက်တွင်ဆုံတွေ့ခဲ့ရသည့်မိန်းကလေး၏ဝိညာဉ်ကမိမိအားပူကက်ကလိုက်ခဲ့သည်ဖြစ်မည်ဟုတွေးမိသည် လူဝင်စားသည်ဆိုသည့်အဖြစ်ဆန်းအားခက်ခက်ကိုယ်တိုင်ကြုံခဲ့ရပြီမို့မယုံလို့လည်းမရတော့သမီးကမူစိတ်ပန်းလူပန်းဖြစ်သွားသည်လားမသိနှစ်ချိုက်စွာအိပ်ပျော်နေသည်မအိပ်နိုင်သူကခက်နှင့်မောင်ဒေါက်တာမြတ်စိုးတို့ပင် ဖြစ်၏အခန်း6ဏိကုံဒေါက်တာ တက်မောင်နဲ့တွေ့ခဲ့တာဘာအကြောင်းထူးလဲဟုမောင်ကမေးလိုက်သည်ဒေါက်တာမျက်စိုးကထူးခြားတယ်ကွတက်မောင်နဲ့အသေးအချာဆွေးနွေးတော့သူ့တငယ်ချင်းတွေထဲမှာစုနန္ဒာဆိုတာရှိတယ်တဲ့စုနန္ဒာဟာစိုးလွင်နဲ့အကြောင်းပါပြီးမဟာနန္ဒာဆန်အိမ်မှာလိုက်သွားတယ်မဟာနန္ဒာမှာကလေးမွေးပြီးတည်သွားတယ်လို့ပြောပြတယ်ဒါဆိုတမီးဟာစုဆန္ဒာတည်ပြီးဝင်စားတယ်လို့တတ်မှတ်ရမှာပေါ့ဒီလိုပဲတတ်မှတ်ရမယ်ကွလူဝင်စားဆိုတာဒီလောကမှာတကယ်ရှိတယ်လေ ထူးဆန်းတာကမဟာနန္ဒာအိမ်ကြီးထဲမှာနေခဲ့တဲ့စုစန္ဒာဟာဘလို့လောက်ပြီးခက်ရင်နဲ့ရောက်လာခဲ့တာလဲစဉ်းစားနေတာကဒါပဲလေထူးစင်ခက်ကကျမလည်းဒါပဲစဉ်းစားနေတာ တခုရှိတာကဝိညာဉ်ချင်းဆက်သွယ်တာဖြစ်မယ်ကျမဝိညာဉ်လွင့်မျောပြီးမဟာနန္ဒာဆန်အိမ်ထဲရောက်ချိန်မှာစုနန္ဒာတည်ဆုံးပြီးစုနန္ဒာဝိညာဉ်ကခက်ဝိညာဉ်နဲ့ပုကက်ပါလာတာဖြစ်မယ်ဟုဝင်ပြောလိုက်သည်ဤသို့ခက်ကပြောလိုက်နေဒေါက်တာမြတ်ဆိုးက ဟုတ်တယ်ကျွန်တော်လဲဒါပဲစဉ်းစားနေတာဟုပြောသည် မောင်က မင်းစဉ်းစားမိတာပြောပါအောင်ဟုဝင်ပြော၏ငါစဉ်းစားမိတာကတော့တခြားမဟုတ်ဘူးကစိတ်ပညာနဲ့နန်လောကပညာရှင်တွေကဝိညာဉ်ချင်းပူကက်ချင်းနဲ့ဆက်တွယ်ချင်းရှိတယ်ဆိုတာဖတ်ဖူးတယ်ဒါဆိုမင်းဆိုလိုချင်တာကခဝိညာဉ်ကအိမ်မက်အဖြစ်နဲ့လွင့်မျောပြီးမဟာနန္ဒာဆိုင်အင်အတွင်းကိုရောက်သွားမယ်ဒီအချိန်မှာစုနန္ဒာကဘဝကူးချိန်ဖြစ်တယ်မျောလွင့်လာတဲ့ခက်ရဲ့ဝိညာဉ်နဲ့အတူ စုနန္ဒာဝိညာဉ်ကပုကတ်သွားတာဖြစ်မယ်လို့ဆိုလိုချင်တာလားထို့စဉ်ခက်ကခက်လဲဒီလိုပဲထင်တယ်စုနန္ဒာဝိညာဉ်သူ့ရဲ့ရုပ်ခန္ဓာကခွာချိန်မှာခက်ဝိညာဉ်နဲ့ဆုံပြီးခက်ဝိညာဉ်နဲ့ပုကတ်ပါလာပြီးဘဝတစ်ခုကိုဖန်ဆင်းလိုက်တာဖြစ်နိုင်တယ်ဒီကိစ္စတွေကနှက်နေတဲ့ကိစ္စပဲခက်ဒါဟာစိတ်ဝိညာဉ်ရဲ့စမ်းကြယ်တဲ့ဖြစ်ရဆန်းတွေပဲကိုတွေ့မကြုံရင်တော့မယုံနိုင်စရာကိစ္စပဲအခုတော့ ပြောမယုံကြုံမသည်လို့ပြောရမလို့ဖြစ်နေပြီခက်ကိုယ်တိုင်းမကြုံရင်ဘလို့ယုံစရာရှိပါတော့မလဲဒါပဲခက်ဒါကိုပဲစိတ်ဝိညာဉ်ရဲ့စမ်းကြယ်မှုလို့ဆိုတာဖြစ်မှာဟုဒေါက်တာမြတ်စိုးကပြောသည် အားလုံးသည်ငြိမ်သက်နေပြီးတိုင်ပင်ထားကြသလိုတက်ပြင်းကိုဟင်းငနဲချလိုက်လေသည်ဇန်လန်းလေးကတော့ပြီးပါပြီနားစင်ခန်းစားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်